လူဟာမိမိကိုယ်ကိုမိမိ self confidence ရှိရလူတိုင်းလူတိုင်းအဲ့ဒါမရှိရင်လူကအောက်တယ်ကိုကြီးကိုသွေးမြတ်နေနေပါတဲ့ကိုကိုကိုမှမယုံကြည်ရင်မင်းကသူများကိုရောယုံကြည်အောင်မလုပ်နိုင်ပါဘူးကိုကိုကိုမှ ကိုမယုံတာပဲသူများကကိုကိုယုံကြည်လာအောင်ဘယ်လိုလုပ်ဆွမ်းဆောင်နိုင်ပါမလဲ မင်းကလေး၃ယောက်မျက်နှာချင်းဆိုင်လာတယ်အလဲကမင်းကလေးကလှလိုက်တာเจ้าသူကလေးဩအလဲကမင်းကလေးက၃ယောက်ထဲမှာဖြစ်ချောဆုံးမှာပဲလို့လှမ်းကြည့်နေတော့အဲ့ဒီမင်းကလေးကမဲ့ကရွက်ကနေအတင်းနေတုတ်နေတယ်ဟာသွားပြီမလှတော့ဘူးကျွန်တော်စိတ်ထဲမှာအောင်းမိဩသူ့ရဲ့အမေအမအတော်တွေကလေးကိုပြုတ်ရင်မပေးကြပါလား ြုပြီးမပေးကြဘူးသမီးရဲ့မိကရွယ်ကသူများအတင်းနေမပြောနဲ့သမီးရဲ့အလှပြက်တယ်အလှပြက်တယ်မိန်းကလေးတွေမိကရွယ်ကပြောပြီးဆိုရင်တော့သိကြတယ်အဲ့ဒါအတင်းတုတ်နေတာပဲအကောင်စကားမဟုတ်ဘူးအဲ့ဒီခါမှာအလှပြက်တယ်အရွယ်ကလေးကမရောက်တရစိတ်ကလေးကကြောက်ကြောက်သိရလောက်တာမြင်ကြီးခြင်းနဲ့မင်းကဘာကိစ္စရည်ရင်တာတော့ မသိဘူးဦးမျိုးနေ16နှစ်15နှစ်နိုင်ငံခြားကိုမိဘတွေကပတ်စံလိုချင်လို့လွတ်တယ်မလေးရှားသွားထိုင်းသွားကျွန်တော်တို့ကလေးတွေသူများနိုင်ငံမှာရင်ခုန်ဝင်မရှာမရရှာဘူးဗျလှုပ်လျက်ခြင်းလျက်ငါးပန်းလှေပေါ်ရောက်သွားရင်သေဖို့သာပြင်တာသေတာပါပဲသူများရဲ့အလုံယုံနေမှာခိုင်းသမျှအကုန်လောက်ရတာဗျကိုရွာမှာကို သေးရကလေးလှုပ်ရင်ရည်ကျင်နေရည်ပစေအသံကလေးတွေကြာညင်းခုန်နေခုန်ပစေအခုနောက်တော့နိုင်ငံခြားသွားပြီးတော့မိဘတွေလောပစောတိုက်ပြီးတော့အတင်းခိုင်းတဲ့ကလေးပညာလည်းမသင်ရလူငယ်တယောက်ရဲ့ဘဝကြီးလာလို့မှဒါကလေးတွေနှလုံးသားရဲ့တဏ္ဍတပြန်ပြောเสียမရရှာကြတော့ပါဘူး တခုခုကိုမင်းထွန်းပေါက်အောင်မြင်ဆုံးဖြစ်အောင်လုပ်ပါသေးနှုတ်တာမရှိဘူးမင်းဈေးရောက်နာဝါသနာပါလားဈေးရောက်ခြင်းနဲ့ကမ္ဘာတန်းကျွယ်တတိဖြစ်သွားတဲ့လူတွေအများကြီးပါပဲအဲ့တော့ကိုရီမန်းချက်ဝါသနာနဲ့တိုက်ပစီအေးအဲ့ဒီရီမန်းချက်ထားပြီးပြီဆိုရင်တော့မဖြစ်မနေစ조사กว่าလွယ်လွယ်နဲ့တော့ဘယ်ဖြစ်မလဲပြုတ်ကြမှာပေါ့ပြန်လန်ကြမှာပေါ့ လမ်းကြိုက်ညံတဲ့ပေါ့မရောက်မချင်းတဲ့မျက်ခြေပြတ်မခံနဲ့တကားတို့ကိုခောက်ကြလို့တဲ့ဆရာပီမုန်းနဲ့ကပြောတယ်ခောက်တော့သူတို့တွေတကားတို့သည်ပွင့်လိမ့်ကြီးတဲ့ကျွန်တော်ခဏနားပြီးတော့စဉ်းစားပါတယ်ကျွန်တော်တန်းထဲမှာလာဘဆာမွေးဝဲတကားမှမအောင်ဘူးလာဘဆာမွေးဝဲအောင်တဲ့တကားကိုရောမင်းဘယ်နှခါခောက်တော့ တခါမှမခောက်ပါဘူးမအောင်တာပါဆန်းတယ်လေကျွန်တော်တန်းထဲမှာပထမတခါမှမရဘူးပါဘူးအဲ့ဒီတခါကိုရောမင်းဘဏ္ဍာခောက်တော့စိတ်တော်မကူဘူးပါဘူးမရတာပါဆန်းတယ်လေဒီထဲမှာเจ้าသူเจ้าသားတွေပါရင်ပြောချင်ပါလေမင်းအခုတန်းထဲမှာပထမရပြီလားကွာမရသေးဘူးဆိုရင်မင်းညံ့လို့မဟုတ်အဲ့ဒီပထမဆိုတဲ့တခါကိုမင်း ခောက်ရကောင်းမှမသိသေးလို့ခောက်ချင်စိတ်မရှိသေးလို့မခောက်သေးလို့ပါလို့ကျွန်တော်အခိုင်အမာပြောပါမယ်ခောက်ပါလို့ပြောပါပြီခောက်ရင်မင်းပွင့်လိမ့်မယ်ကွအေကံမုတ်ချပွင့်ပါစေမယ်ဗျာလွယ်လွယ်တော့ဘယ်ပွင့်မလဲမပွင့်မချင်းခောက်ရမှာပေါ့ကိုကိုကိုညံ့နေထင်လို့ညံ့နေဘူးပါတယ်စာချစ်သူများလည်း ကိုကိုကိုညံ့နေထင်ပြီးတော့ညံ့နေကြမှာဆိုလိုပါလူများစွာတို့သည်တဲ့ကို့မှာရှိသောအည်ချင်းကောင်းများကိုထုတ်ပြီးတော့မသုံးလိုက်ကြပဲနဲ့သေရွာအထိပါသွားကြတာနှမျောเสียကောင်းလိုက်တာကျွန်တော်တို့အသီးသီးမှာရည်ချင်းနေရှိပါတယ်